Hello အားလုံးပဲမင်္ဂလာပါအခုကျမတို့အသက်အရွယ်အသက်40ကျော်အမျိုးသမီးတွေအတွက်ကိုအကြံကောင်းလေးပေးချင်လို့ပါရှင်အသက်ကြီးလာတာနဲ့အမျှကျမတို့ရဲ့အသားရည်တွေကြွက်သားတွေကတဖြည်းဖြည်းနဲ့နေ့စဉ်နဲ့အမျှညော့နေပြီးတော့ဟိုပြော့လာတယ်ပေါ့နော်တဖြည်းဖြည်းအဲ့လိုပြော့လာတဲ့အခါကျရင် ကျမတို့အသားရည်တွေပြန်လဲတင်းတို့ပြန်လဲပြုတ်လို့ရပါမယ်အဲ့လိုပြုတ်လို့တဲ့အခါမှာဘယ်ဟာအရေးကြီးဆုံးလဲဆိုတော့အခုကျမ အဲလုံနေတာကတော့အလေးမာတာပေါ့နော်အဲ့လိုဝိမာတာကိုယ့်ရဲ့မာဆယ်တွေပြန်လဲတိဆောက်တဲ့နေရာမှာအရန်အတုံးဝင်တယ်လို့ထင်ပါတယ်ပြီးတော့ကျမတို့ကလည်းအလုံးတစ်ဖက်နဲ့ဆိုတော့ဟိုအချိန်အများကြီးမပေးနိုင်အောင်မပေးနိုင်တာတောင်မှပဲတနေ့ကိုတနင်္လာလောက်တော့အဲ့လိုမျိုးမာပြည့်အောင်လို့ဟိုလုပ်တယ်ပေါ့နော်အချိန်ပေးတယ်ပေါ့ဒါပေမဲ့တနင်္လာလောက်ဝင်မယ်ကျမအော်နေတိုင်းတော့မလုပ်ပါဘူးအဲ့လိုမျိုးတပတ်မှာ9ရက်တော့ကျမအဲ့လိုမျိုးအလေးမာပါတယ် ဲ့တော့ကျမအနေနဲ့ကြတော့အဲ့လိုမျိုးအားကစားတွေပါတယ်ကိုလည်းအရင်မသိတဲ့အခါကြတော့ကျမအခုဟို training program ကိုသင်ရပါတယ်အဲသင်ယူရပါတယ်အဲ့လိုသင်ယူတဲ့အခါမှာကျမအခုလောလောဆယ်တော့ဘယ်ကသင်ဘယ်မှာသင်တန်းတက်လဲဆိုတော့ boutique မှာသင်ယူတန်းတက်ပါတယ်အာညီမပြီမာလည်းမဟုတ်တဲ့အခါကြတော့အချိန်နေမကြိုက်ပါဘူးမကြိုက်တဲ့အခါကြတော့ကျမ marriage program အဲ့ဒီမှာသွားပြီးတော့သူတို့ကကျမကိုဟိုဗီဒီယိုလေးတွေနဲ့ပုံလေးတွေနဲ့ကျမရဲ့ခန္ဓာကိုယ်အချိုးစားကိုသူတို့စီကိုတပ်ပုံရိုက်ပြရပါတယ်အဲ့ဒီချိန်မှာအဲ့ဒီဆရာကဟိုအဲဘလို training တွေကျမယူသင့်တယ်ဆိုတော့ကျမကိုဗီဒီယိုလေးတွေနဲ့ program လေးတွေပို့ပေးပါတယ်ပြီးတော့ကျမဆော့တဲ့အနေအထားမှန်မမှန်ကိုသူတို့ကပြန်ပြီးတော့စစ်ပေးပါတယ်အခုဆိုရင်တော့ဟိုကျမတင်တန်းတက်တာနှစ်ပတ်မြောက်ပေါ့နော်နှစ်ပတ်မြောက်အချိန်မှာဘယ်လိုဖြစ်လာလဲဆိုတော့ခန္ဓာကိုယ်ကလေအရင်နဲ့ဆိုင်အရန်ပေါ်ပါပြီးနေလို့ကောင်းလာတယ်ကျမရဲ့ ခါးဘင်းမှာရှိတဲ့အစီလေးတွေကမတိမတန်နည်းနည်းလေးကြာကျင်သလိုတော့ဖြစ်ပါရဲ့နော်ဆိုတဲ့အခါကျတော့ဒါကောင်းတဲ့လက္ခဏာပဲကျမလည်းအရင်ကြီးတော့ဟိုအရင်လိုပြီးတော့ဟို၄၅၆လတင်ကြာရမယ်ဆိုတာမျိုးတော့မရှိပါဘူးကိုကျမ်းမာရေးအတွက် အဲကျမ်းမာရေးကောင်းအောင်အဲရွှေဆက်အသက်ကြီးလာတဲ့အခါမှာလဲခန္ဓာကိုယ်ကျန်းမာကျန်းခိုင်အောင်လို့ပေါ့နော်အဲ့လိုမျိုးအတွက်ရည်ရွယ်ပြီးဆော့တဲ့အခါကျတော့အများရန်တော့တောက်လျှောက်ဆော့သွားဖို့အစီအစဉ်ရှိပါတယ်ဟိုတငယ်ချင်းတွေတဲမှာလဲအဲ့လိုမျိုးပေါ့နော်ဟိုကျမလိုမျိုးခန္ဓာကိုယ်လေးလံနေတဲ့လူမျိုးတွေအကျိုးတွေတောင့်တင်းနေတဲ့လူမျိုးတွေရှိရင်တော့ဟိုဘာပဲဖြစ်ဖြစ်ကိုယ်တက်နိုင်တယ်လို့ပေါ့နော်ဟိုလေးချင်ငန်းလေးတွေလှုပ်ပေးစေချင်ပါတယ်ရှင် ်ဘာဖြစ်လို့လဲဆိုတော့ရေရှည်အတွက်ကကောင်းတယ်လေအဲ့လိုမျိုးကြတော့เนาะအဲကျမကိုနှစ်လတင်တန်းမှာเนาะအဲ့နှစ်လတင်တန်းကို ကျမတသိန်းခွဲပေးရပါတယ်ပေးပြီးတော့ကျမကို program လေးတွေစပေးပြီးတော့ day 1 day 2မှာဘယ်လိုဆွဲရမလဲနောက်နေ့တွေဘယ်လိုဆွဲရမလဲအဲ့လိုမျိုးလေးတွေတေချာလေးပို့ပေးပါတယ်ရှင်အဲ့ဒီအခါကျတော့ဟို ဘယ်လိုခေါ်မလဲကျမလိုမျိုးအစိမ့်သက်သက်ကြီးပေါ့နော်ဟိုလေ့ကျင့်ခန်းနေပါတယ်အဲ့လိုမျိုးနားမလဲတဲ့သူတွေအတွက်တော့အခြေခံနေစပြီးသင်ပေးတဲ့အခါကျတော့အ ਨੇ ဆုံးဘယ်လိုအနေထားနဲ့ဆော့ရမလဲဆိုတာကျမအ ਨੇ ဆုံးတော့နားလဲသွားတာပေါ့ရှင်ဆိုတော့ကနောက်ထပ် ဟိုတလားနှစ်လားကြာရင်ပဲဖြစ်ဖြစ်နောက်ထပ်နှစ်ပတ်သုံးပတ်ကြာရင်ပဲဖြစ်ဖြစ်ကျမရဲ့ခန္ဓာကိုယ်အနေထားကဘလိုလေးပြောင်းလဲသွားတယ်ဆိုတာကိုအာဒီမှာပဲကျမရဲ့ YouTube မှာပဲပြောပြပေးသွားပါအောင်မယ်နော်အဲ့တော့ဆက်လက်ပြီးတော့ကြီးစုကြပါအောင်လို့ကျေးဇူးပါ